်မင်္ဂလာပါခင်ဗျရေကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ် TNL စုတ်ခွာမဲ့ moment မြို့က ABSDF အပါအဝင် PDF တက်တွေကို KIA ကစစ်ရေးအကူအညီပေးမှာဖြစ်တယ်လို့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကိုတိုင်အတိအပြုပြောဆိုလိုက်ပါတယ်ကျပစစ်တထိန်ချုပ်ထားရစစ်တပ်မြို့လိုဖြစ်နေပြည်ဦးလွင်မြို့လေကောင်းပါတဲ့ရွှေဆိုင်ဓမြတိုက်ပစ်ခတ်မှုဖြစ်ပွားပြီးစိုက်ဝင်တန်းတအုပ်သိသွားတဲ့အပြင် ဓမြတိုက်သူတို့ကိုပါလက်နက်နဲ့အတူဖမ်းဆီးရရှိထားရဆိုတဲ့တင်ပါဝင်နောက်ဆုံးရရှိထားတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ DNA လေးစုတ်ခွာမဲ့မိုးမိတ်မျိုးက ABSDF အပါဝင် PDF တတွေကို KIA ကစီရေးအကူအညီပေးမှာဖြစ်တယ်လို့ GIO ပြောခွင့်ရဘုံမကြီးနော်ဘူးကိုတိုင်ရန်ကုန်ခေတ္တကိုအတည်ပြုပြောဆိုလိုက်ပါတယ်ဒါပြင်လက်ရှိ DNA လေးစုတ်ခွာမဲ့မိုးမိတ်မြို့နယ်မှာ KIA တရင်တွေလည်းရှိနေပြီဖြစ်တယ်လို့ပြောထားသလို မြို့နယ်ဒဲမှာရှိတဲ့ ABSDF တပ်တွေ PDF တပ်တွေနဲ့အတူ KIA တပ်ရင်းတွေပါပူးတွဲအထိုင်ချထားပြီးဖြစ်တယ်လို့လည်း GIO ပြောခွင့်ရဘုံမကြီးနော်ဘူးကပြောထားပါတယ် KIA အနေနဲ့ကတော့အဲ့ဒီ TNL စုခွာမဲ့မိုးမိတ်မြို့နယ်ပတ်သက်လို့ KIA ကအဓိကဥဆောင်ပြီးစစ်ရေးအရာဆောင်ရွက်တာမျိုးမဟုတ်ပဲမြို့နယ်ကိုကာကွယ်မဲ့ ABSDF အပါအဝင် PDF တပ်တွေကို GIA ဘက်ကစစ်ရေးအရာအကူအညီပေးမှဖြစ်တယ်လို့ဘုံမကြီးနော်ဘူးကရှင်းပြထားပါတယ်လောလောဆယ်တော့ ် GIA ကမုံမိတ်မြို့နယ်အတွက်စီရင်အရာအကူအညီပေးဖို့ GIA တရင်34ကိုမဟာမိတ်တပ်တွေဖြစ်တဲ့ ABSDF တပ်တွေ PDF တပ်တွေနဲ့အတူအတိုင်းချထားပြီးဖြစ်တယ်လို့လည်းဘုံကြီးနော်ဘူးကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။တစ်ဖက်ကမုံမိတ်ခိုင်ပြည်သူကာကွယ်အဖွဲ့ကလည်းမုံမိတ်ခိုင်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရာဘလို့အခက်ခဲပဲရှိရှိပြည်သူနဲ့အတူတားတဲ့ရက်တီနေတဲ့အကြောင်းနဲ့အကျန်းဖက်စတဲ့လက်အောက်ကိုမုံမိတ်မြို့မရောက်အောင်ကာကွယ်ပြီး ော်လန်ရေးပန်းနိုင်စီကိုမဟာမိတ်တပ်တွေနဲ့အတူခြိတက်သွားမှာဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။တစ်ဖက်က DNLA စုခွာမဲ့နောက်ထပ်မိုးကုံမြို့နယ်ကိုလည်း NG တပ်တွေမန္တလေး PDF တပ်တွေအပါအဝင်တော်လန်ရေးတပ်တွေအများပြားဝင်ရောက်နေရာယူထားပြီးမြို့ကိုကာကွယ်သွားမှာဖြစ်တယ်လို့လည်းအတိအသီးထုတ်ပြန်ထားကြသလိုအခုတခါမိုးမိတ်မြို့နယ်ကိုပါကာကွယ်ဖို့အတွက်ကိုလည်းတိုင်းရင်းသားလက်နက်ကိုင်တွေတဲမှာအင်အားကြီးမားတဲ့ KIA တပ်တွေက ABSDF အပါအဝင် PDF တပ်တွေကိုစီရေးအရအကူအညီပေးမှာဖြစ်တယ်လို့ GIO ပြောခွင့်ရဘုံကြီးနော်ဘူးကိုတိုင်ပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချက်ဖက်စစ်တပ်ထိန်းချုပ်ထားရာစစ်တပ်မြို့လိုဖြစ်နေတယ်ပြူးလေမြို့လေကောင်မှတည်းရွှေဆိုင်ဓမြတိုက်ပစ်ခတ်မှုဖြစ်ပွားပြီးစိုင်းဝန်တန်းတို့ဥသေးသွားတဲ့အပြင်ဓမြတိုက်သူတို့ကပါလက်နက်နဲ့အတူဖမ်းဆီးရရှိထားတယ်လို့ရဲတရင်ရင်းမြစ်နဲ့ဒေသခံပြည်သူတွေစီကနေသိရပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်း7:00နာရီခွဲလောက်မှာပဲအချက်ဖက်စစ်တပ်ထိန်းချုပ်ထားရာစစ်တပ်မြို့လိုဖြစ်နေတယ်ပြူးလေမြို့လေကောင် ရက်ွက်ကြီးငါနိုင်စင်အနီးမှာရှိတယ်အောင်စပယ်ရွှေဆိုင်ကိုတနန်သမားနှစ်ဦးကဝင်ရောက်လာပြီးဓမြတက်ခဲ့တယ်ဆိုပါလေအဲ့ဒီအချိန်ဆိုင်ထဲမှာရုံရင်းစံကတ်တွေဖြစ်ကြပြီးပြစ်ခတ်မှုပါဖြစ်ခဲ့ရမှာဆိုင်ဝင်တဲ့ဦးစိန်ဝင်းဆိုသူတခါတည်းထေသွားတယ်လို့ဓမြတိုက်တဲ့သူတွေကတော့ထွက်ပြေးတဲ့အချိန်မှာပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးမှုအတွင်းဓမြတိုက်သူတဦးကိုလက်နက်နဲ့အတူဖမ်းဆီးရမိထားတယ်လို့ရဲတရင်ရင့်မြင့်တဲ့ဒေသခံပြည်သူတွေကပြောထားပါတယ်အဲ့ဒီနောက်မှာပဲအချက်ဖက်စစ်တပ်ကရောက်လာပြီး တို့ထုံးစံအတိုင်းပိတ်ဆို့စစ်စစ်ဓာတ်တွေဟိုမေးဒီမေးတွေလုံနေကြတယ်လို့ပြည်ဦးလေမြို့နေပြည်သူတို့ကလည်းပြောထားပါသေးတယ်။လက်ရှိဖမ်းဆီးရမိထားတဲ့ဓမြတိုက်သူတို့ဟာအောင်မျိုးနိုင်ဆိုသူဖြစ်ပြီးလွမြောက်သွားသူကတော့စစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့မြကြီးနန္ဒာရက်ကွက်မှာနေတဲ့သူဖြစ်တယ်လို့လည်းရဲတရင်ရင်မြစ်ကပြောထားပါတယ်။အဲ့လိုပဲနိုဝင်ဘာလ10ရက်နေ့ကလည်းလက်ရှိအချက်ဖတ်စစ်တပ်ထိန်းချုပ်ထားတဲ့နေပြည်တော်နယ်မြေပြည်မနာမြို့မှာရောင်နီဥရွှေဆိုင်ကိုတနက်အတုနဲ့ဓမြတိုက်မှုဖြစ်ပွားခဲ့သည့်ပြီး အဲဒီမှာလည်းဓမြတိုက်တဲ့သူတွေကိုရက်ကွက်နေပြည်သူတွေကဝိုင်းဖန်းစီရမှာအမျိုးသားတဦးနဲ့အမျိုးသမီးတဦးကိုဖန်းစီရမိခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။လက်ရှိအဲ့ဒီလိုဓမြတိုက်မှုဖြစ်စဉ်တွင်နဲ့ခိုးဆိုးလူရဲမှုတွေအပါအဝင်ရာဇဝတ်မှုတွေဟာအကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားတဲ့ရန်ကုန်မန္တလေးနေပြည်တော်နဲ့အခုတခါစစ်တပ်မြို့လိုဖြစ်နေတဲ့ပြူးလွင်မြို့မှာပါဖြစ်ပွားနေတာကိုလည်းမြင်တွေ့နေရပြီးမန္တလေးမြို့ကဓမြတိုက်မှုဖြစ်စဉ်ချို့မှာဆိုရင်ဓမြတိုက်တဲ့သူတွေဟာ အကျန့်ဖက်စစ်တပ်လက်အောက်ခံပြူစောတိတွေဖြစ်နေတာကိုလေစစ်တပ်ထောက်ခံတဲ့ပောက်ကိုတော်ဆိုသူကိုတိုင်လူမှုကွန်ရက်ပေါ်ကနေတဆင့်ဝန်ခံပြောဆိုခဲ့ဘူးပါတိတယ်ခမတဖက်မှာတော့ကင်းပြည်နယ်မြောက်ရီမြို့နယ်အတွင်းကရွှေကုတ်ကိုကြားဖြတ်ငွေလိမ်မြို့တစ်ထူထောင်ခဲ့သူလည်းဖြစ်မြန်မာစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူရဲ့ကိုးကွယ်ရာလည်းဖြစ်တဲ့ကြားဖြတ်ငွေလိမ်ခေါင်းဆောင်ရှိချင်းချန်းကိုထိုင်းနိုင်ငံကတရုတ်နိုင်ငံဘက်ကိုဒီကနေ့နိုဝင်ဘာလ12ရက်နေ့မှာပဲပြန်ပို့มาဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ The Reporters The Din မှာဖော်ပြထားပါတယ်။နိုဝင်ဘာလ10ရက်နေ့ကတော့ထိုင်းနိုင်ငံမှာရှိတဲ့အယူခံတရားရုံးကနေနိုင်ငံတကာရာဇဝတ်မှုတွေအပါအဝင် online လောင်းစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုတ်ကင်ခဲ့တဲ့ကြားဖြတ်ငွေလိမ်ဂိုင်းကောင်းဆောင်ရှိချင်းကြံကိုဒီဥနိုင်ငံလက်ထက်လွှဲပြောင်းပေးဖို့အတီးပြုတ်ပြောဆိုဆုံးဖြတ်ခဲ့ပြီးဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာတရုတ်နိုင်ငံကိုလွှဲပြောင်းမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအချက်ဖတ်စစ်တဲ့လက်အောက်ခံ BGF ကောင်းဆောင်စောချစ်သူရဲ့ကိုကိုွယ်ရာ နိုင်ငံတကာရာဇဝတ်တရားခဏ်ကြဖြန့်ခေါင်းဆောင်ရှီချင်းချန်းကို2022ခုနှစ်ဩဂုတ်လကပဲထိုင်းနိုင်ငံဘန်ကောက်မြို့အတွင်းမှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပြီးသူကိုတရုတ်နိုင်ငံကလည်းကြဖြန့်ငွေလိမ်လုပ်ငန်းတွေရဲ့အဓိကတရားခဏ်အဖြစ်အလိုရှိနေတာလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းတရုတ်နိုင်ငံကသူ့ကိုလွှဲပြောင်းပေးဖို့ထိုင်းနိုင်ငံကိုတောင်းဆိုနေတဲ့အတွက်ရပ်ပေါင်း60အတွင်းအဲ့ဒီကြဖြန့်ခေါင်းဆောင်ရှီချင်းချန်းကိုတရုတ်နိုင်ငံလက်ထက်လွှဲပြောင်းပေးတော့မယ်လို့ထိုင်းနိုင်ငံအယူခံတရားရုံးကနေအတီးပြုတ်ပြီးပြီးချင်းအခု3ရက်အတွင်းမှာပဲ ေုံနိုင်ငံကိုပြန်ပို့တော့မှာဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ The Reporters သတင်းမှာဖော်ပြထားပါတယ်။တစ်ဖက်ကမြန်မာအကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်စောချက်သူကတော့အဲ့ဒီသူကိုကိုွယ်ရချဖြတ်ငွေလိန်လုပ်ငန်းတွေရဲ့ကောင်းဆောင်ရှိချင်းချက်လွတ်မြောက်ရေးအတွက်ဆိုပြီးစူတောင်းပွဲတွေကိုပါသူထိမ့်ချုပ်ထားတဲ့ရွှေကုတ်ကိုမြို့တက်မှာပဲပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့ပြီးသူကိုယ်တိုင်တက်ရောက်ပြီးတော့ကိုဝစ်ပြူစူတောင်းတာတွေလုပ်ခဲ့ပြီမဲ့အခုတော့သူစူတောင်းတယ်လို့ဖြစ်မလာတဲ့အပြင် ထိုင်းနိုင်ငံကနေရက်ပေါင်း60တောင်မကြတော့ပဲအခု3ရက်အတွင်းမှာတင်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးတော့မှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ဒင်းသာကြီးမြို့နယ်မောတောင်မြို့မှာအချက်ပစစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အတွက်မြို့နေပြည်သူတွေပါအမြောက်အများထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရင်ခုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ10ရက်နေ့ကစပြီးဒင်းသာကြီးမြို့နယ်မောတောင်မြို့ဘက်ကို အချက်ဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထိုးတာတွေလုပ်လာတဲ့အတွက် GNU ဥဆောင်တဲ့နေမီကန်တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတယ်ဆိုပါတယ်။အဲ့ဒီနေ့ကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာဒီကနေ့နိုဝင်ဘာလ12ရက်နေ့အထိကိုဆက်လက်ပြင်းထန်နေပြီးမောတောင်မြို့ပေါ်အထိကိုတိုက်ပွဲတွေဖြစ်ပွားလာနေတဲ့အတွက်မြို့နေပြည်သူတွေပါအမြောက်အများထိုင်းမြန်မာနေဆက်ထိုင်းအာဏာပိုင်တွေစောင့်ကြပ်နေတဲ့ Dancy Khon Gate အနီးအထိစစ်ဘေးရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရှင်းပြထားပါတယ်။တစ်ဖက်မှာလည်း အချက်ဖက်စစ်တပ်ကအဲ့ဒီမြို့ပေါ်ကနေစစ်ဘေးရှောင်ကြတဲ့ပြည်သူတွေတဲကအမျိုးသားတချို့ကပါပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်ထိုင်းနိုင်ငံနေဆက်အထိကိုပြည်သူတွေထွက်ပြေးရတဲ့အခြေအနေဖြစ်နေသလိုထိုင်းဘက်ကလည်းဂိတ်တွေကိုနည်းနည်းဟပေးပြီးစစ်ရှောင်ပြည်သူတွေကိုကူညီပေးမှုတွေလည်းရှိတယ်လို့စစ်ဘေးရှောင်ပြည်သူတို့ကပြောထားပါတယ်။တစ်ဖက်မှာတော့အဲ့ဒီမော်တော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်တွေမှာပါအချက်ဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲတွေအပြင်းအထန်ဆက်လက်ဖြစ်ပွားနေကြပြီး နှစ်ဖက်စည်းကတင်းမာနေတဲ့အခြေအနေမှာရှိတယ်လို့လေဒေတာတွင်းသတင်းရေးမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းနိုင်ကနီမြို့နယ်မှာရှိတဲ့ဝင်းမနာကျေးရွာစေယုံကိုအချမ်းဖက်စစ်တပ်ကစက်တက်လီဒီနဲ့ဘုံကျဲတက်ခိုက်သွားမှုကြောင့်စေယုံဝန်တန်းတဲ့လူနာတွေအပါအဝင်ပြည်သူ၈ဦးသေဆုံးထားပြန်တဲ့အပြင်နောက်ထပ်ပြည်သူအယောက်၂၀ကျော်ကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတွေနဲ့ရင်းမာပင်မြို့နယ်တော်လိုင်းတက်ခေါင်းဆောင်ဘူတမ်မနီကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ နိုဝင်ဘာလ10ရက်နေ့မနက်ပိုင်းကပဲအကျက်ဖက်စစ်တပ်ရဲ့နမကဌာနချုပ်ထဲကနေတက်လာတဲ့စစ်တပ်လေဒီနှစ်စီးဟာကဏီမြို့နယ်မှာရှိတဲ့ဝင်မနာချေးရွာစင်းယုံကိုဘုံကျဲတက်ခိုက်သွားတယ်ဆိုပါလေအဲ့ဒီလိုအကျက်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုအတွေ့ကျဲချလိုက်တဲ့ဘုံသီးတွေဟာစင်းယုံရဲ့ခွဲစိတ်ဆောင်တဲ့လူနာဆောင်ပေါ်ကိုပါကြောက်ရောက်ပကွဲမှုတွေဖြစ်သွားပြီးဈေးယုံမှာရှိတဲ့ဝင်တန်းတဲ့လူနာတွေအပါအဝင်ပြည်သူ၈ဦးတေဆုံးထပ်ပြန်တဲ့အပြင်နောက်ထပ်ပြည်သူအယောက်၂၀ကျော်ကဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေနဲ့ ရင်းမာပေမြို့နယ်တော်လိုင်းတက်ကောင်းဆောင်ဘူတမဏိကပြောထားပါတယ်။လက်ရှိအချက်ဖတ်စစ်တပ်ဟာသူတို့လက်လွတ်ထားရတဲ့မြို့တွေနဲ့မြို့နယ်တွေကိုပြန်လည်လိုချင်နေတဲ့အတွက်သူတို့စစ်တပ်စစ်ကြောင်းတွေတိုးလို့မရတဲ့နေရာတွေဆိုတိုက်ပွဲဖြစ်ပွားမှုမရှိလေ။ယသပြည်သူတွေနေထိုင်ရာနေရာတွေကိုတမင်ကဥတီပြီးအခုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေနဲ့ဆေးရဆွေးမှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေကြတယ်လို့လေဒေတာတွင်သတင်းရှင်မြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ကိုတိုင်းဒိုင်ဦးအချင်းထောင်ကအမျိုးသမီးအဆောင်အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ဦးစင်းမူဒေါ်စင်မာကြည်အောင်ဆိုတဲ့သူဟာမတရားအချင်းချခံနေရတဲ့နိုင်ငံရေးအချင်းသူမက်မီတူနိုင်ကိုအကြောင်းမဲ့တိုက်ပိတ်မှုတွေကျူးလွန်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရင်ခုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒိုင်ဦးအချင်းထောင်မှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအချင်းသူမက်မီတူနိုင်ဟာနေမကောင်းဖြစ်နေတဲ့အတွက် ထောင်သွင်းမနှစ်ပိုင်းဖျားရှိခိုးတဲ့အချိန်မထနိုင်တာကိုအိတ်နေတယ်ဆိုပြီးအဲ့ဒီဒိုင်ဦးအချင်းတော်ရဲ့အမျိုးသမီးအဆောင်ဦးစင်းမူဒေါ်စင်မာကြည်အောင်ဆိုသူကထောင်ဝင်တန်းတွေနဲ့လာရောက်ခေါ်ဆောင်သွားပြီးတော့တိုက်ပိတ်ထားတယ်ဆိုပါလေအဲ့ဒီလိုနေမကောင်းဖြစ်နေတဲ့နိုင်ငံရေးအချင်းသူမမေတူနိုင်ကိုအမျိုးသမီးအဆောင်အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ဦးစင်းမူဒေါ်စင်မာကြည်အောင်ဟာသူရဲ့အနာကိုအတုံးပြုပြီးသူတို့စိတ်တိုင်းကြအကြောင်းပြချက်တွေနဲ့တိုက်ပိတ်တာတွေအထိပါလုပ်နေတာတွေဟာဒမင်နီကာနိုင်ငံရေးအချင်းသူတွေကိုမတရားဖိနှိပ်မှုတွေရည်ရွယ်ချက်ရှိရှိကျူးလွန်နေတာဖြစ်တဲ့အတွက် ဒီလိုပြစ်မှုတွေဟာတစ်ချိန်ချိန်မှာတော့အဲ့ဒီကျူးလွန်သူဒိုင်ဦးအချင်းတောင်အမျိုးသမီးအဆောင်ရဲ့ဦးစီးမှုဒေါ်စင်မာကြည်အောင်ကသူ့ရဲ့အပြစ်တွေအတွက်ပြန်လဲတာဝန်ခံရမှာဖြစ်တယ်လို့လဲမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများခွင့်ရ PPNM ရဲ့ဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်ကရိုဟင်ဂျာတွေအပါအဝင်ရွှေပြောင်းဒုက္ခသည်တွေလိုက်ပါလာတဲ့လှေတစည်းဟာ Timely Shashi Pine နဲ့ထဲမှာနစ်မြုပ်ခဲ့မှုအတွင်း နိုဝင်ဘာလ10ရက်နေ့အထိတည်ဆုံးသူ28ဦးအထိမြင့်တက်လာတယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီးမလေးရှားရေကြောင်းပြအေဂျင်စီကတော့ထိုင်းနယ်စပ်အနီးမြောက်ပိုင်းလန်ကာဝီကျွန်းအနီးမှာအင်္ဂါနေ့ဖြစ်တဲ့မနေ့ကတည်းလှေနှစ်မြုပ်မှုဒဲကအသက်ရှင်ကျန်ရသူတအုပ်နဲ့အလောင်းရှစ်လောင်းကိုထပ်မံတွေ့ရှိတဲ့အကြောင်းပြောထားပြီးအစောပိုင်းရက်တွေကဆယ်ယူခဲ့တဲ့ရုပ်လောင်းတွေနဲ့ဆိုစုစုပေါင်းတည်ဆုံးသူအယောက်20အထိရှိလာပြီလို့ပြောပါတယ်။အဲ့ဒီလို့ တည်ဆုံးသူရုပ်လောင်းတွေဒက်မာကလေးငယ်၄ဦးပါပါဝင်ပြီးကျွန်တော်ကတော့အမျိုးသမီးရော့အမျိုးသားရော့ရုပ်အလောင်းတွေပါဝင်တယ်လို့မလေးရှားအေဂျင်စီကဆိုပါတယ်တစ်ဖက်က Time Media ရဲ့သတင်းဖော်ပြချက်တွေထဲမှာလေတောင်ပိုင်းစတုန်ခရိုင်ကဒေသခံအများရှိတွေဟာရိုဟင်ဂျာဒုက္ခသည်လို့ယူဆရတဲ့အမျိုးသားတဦးရဲ့အလောင်းကိုအင်ကာနေနေ့လယ်ပိုင်းမှာထပ်မံတွေ့ရှိတဲ့အကြောင်းပြောထားပြီးအရင်ရက်တွေကလည်းရုံလောင်း၆လောင်းကိုထိုင်းရင်ပိုင်နဲ့ထဲမှာတွေ့ရှိထားတယ်လို့ပြောထားပါသေးတယ်အဲ့ဒီလို့ မလေးရှားနိုင်ငံဘက်နဲ့ထိုင်းနိုင်ငံဘက်ကကြီးညာချက်တွေအရအဲ့ဒီလှေနှိမ့်မြုပ်မှုကြောင့်စုစုပေါင်းတိုက်ဆုံသူဟာ28ဦးအထိရှိလာပြီးအဲ့ဒီလှေထဲမှာရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်ကရိုဟင်ဂျာတွေအပါအဝင်ရွှေပြောင်းဒုက္ခသည်တွေလိုက်ပါလာတာဖြစ်တယ်လို့လဲမလေးရှားအေဂျင်စီရဲ့ပြောဆိုချက်အရသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ